ဒီကနေ့ကျွန်တော်ဖတ်ပြမှာကတော့ခေါ်တဲ့ online magazine တွင် ဖော်ပြထားတယ်။ဆရာဆိုင်မန်ရေးသားထားတယ်။ခေဆိုတဲ့စောင်းပါပဲဖြစ်ပါတယ်။ခေကျွန်တော်တို့ဆယ်ကျော်သက်အရွယ်တုန်းကကျွန်တော်တို့အဖေတွေဦးလေးတွေစီကအမြဲကြားခဲ့ဘူးတဲ့စကားရှိတယ်။အဲ့ဒါကမင်းတို့ခေကခေမကောင်းဘူးကွာ။မင်းတို့က ခက်ပြက်နဲ့ကြုံတာငါတို့ခက်တုံးကအခုမင်းတို့ခက်တဲ့ပိုပြီးပြောဖို့ကောင်းနေကွာငွေကြီးကလည်းတန်မိုးရှိသေးတယ်ငွေတစ်ချက်ဆိုသုံးပါလေကွာမုံတစ်ခုကိုတမတ်ပြား90စသဖြင့်ပေါ့သူတို့ပြောသမျှအကုန်လုံးတော့ကျွန်တော်လည်းမမှတ်မိပါဘူးဒါပေမဲ့ကျွန်တော်မှတ်မိတာကတော့သူတို့အားလုံးရဲ့တူညီတဲ့စကားတိုင်းကား ငါတို့ခက်တုံးကတိတ်ပြောဖို့ကောင်းတာကွာဆိုတာရေသူတို့ခက်တုံးကဘလို့ပွေးခဲ၊မှုခဲကြတယ်ဆိုတာတွေရေစေးကြောက်ကိုအမဲစေးကနေတွားဝယ်ပြီးရဲနဲ့တွေ့ရင်တောင်းကြောက်စရာမလိုပဲတရားဝင်သုံးလို့ရတယ်ဆိုတာရေစသဖြင့်ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာသူတို့စေကြောတက်တုံးကဘဝတွေကိုပြောပြီးသူတို့တွေပြောခဲ့ကြတာတွေကိုကျွန်တော်တို့က တရေတမျှများနဲ့နားထောင်ခဲ့ရဘူးတဲ့ကျွန်တော်တို့တဲ့အသက်ကြီးသူမှန်သမျှသူတို့တွေခက်လိုက်တဆင့်စီ သူတို့တွေခက်တုံးကဘလို့ပြောဖို့ကောင်းနေဆိုတာကိုကြည်စင်ခဲ့လိုက်ထိုင်ပြီးပြောနေကြရင် သူတို့ပြောပြောနေတယ်ငါတို့ခက်တုံးကတိတ်ပြောစရာကောင်းနေဆိုတဲ့အဲ့ဒီခက်တွေစီကို တခါလောက်တွားပြနေဘူးခြင်းနဲ့ကြုံမှုခဲ့ခြင်းနဲ့သူတို့ပြောတဲ့ ပျော်စရာဆိုတာတကယ်ရောပျော်ဖို့ကောင်းရင်လားလို့တွားပြီးကြည့်ချင်မိခဲ့တယ်။ဒါပေမဲ့လည်းကျွန်တော်တို့ကရုပ်ရှင်တွေကလို့အချိန်ခီးသွားလို့မှမရပဲ။ဒီတော့သူတို့ပြောတယ်သူတို့ခက်တုံးကတိတ်ပျော်ဖို့ကောင်းတယ်ဆိုတာမြင်ရတာမှမဟုတ်တာ။ဒီတော့သူတို့ကပျော်ဖို့ကောင်းတယ်ပြောရင်ပျော်ဖို့ကျွန်တော်တို့ကသူတို့ပြောသမျှ ယုံလိုက်ရုံကလွဲပြီးတခြားမရှိဘူးလေဒါပေမဲ့တကယ်တမ်းကျွန်တော်အသက်အရွယ်လေးတစ်ခုကိုရောက်လာတော့ဟိုစာအုပ်လန်းဒီစာအုပ်လန်း ਨੇ ကျွန်တော်တို့အဖေတွေခေဦးလေးတွေခေအဖိုးတွေရဲ့ခေတ္တအကြောင်းသိလာရတော့သူတို့ပြော့ပြော့နေတယ်ငါတို့ခေတုံကပြောဖို့သိတ်ကောင်းနေဆိုတာကြီးကိုတန်တရားကဝင်လာမိတယ်။ဘာကြောင့်လဲဆိုတော့ခေအဆက်ဆက်မှာ နှစ်တနှစ်စီကိုခဏထားဆယ်စုနှစ်တစုစီကိုပဲပြန်ကြည့်ရင်ကျွန်တော်တို့နိုင်ငံမှာဘယ်ပြည်သူမှစိတ်လွတ်လပ်လို့ပျော်ရတဲ့အချိန်ဆိုတာမရှိဘူးဒီဘောမင်းပါတော်မူပြီးတဲ့1885ကနေစာပြီး1900 1930 1920သဖြင့်ဆယ်စုနှစ်တစ်ခုစီအတွင်းမှာတောင်းကျွန်တော်တို့တိုင်းပြည်ကသူ့အနေနဲ့သူအပူပင်တွေကြီးကျုံးနေရတာ ကိုလိုနီခေဂျပန်ခေစစ်ကြိုခေစစ်ပစ်ခေနဲ့လွတ်လပ်ရေးခေကနေ68နောက်ပိုင်းယနေ့အချိန်ထိဘယ်ကာလတွေကတကယ်ရော ပြောဖို့ကောင်းခဲ့လို့တော့အယသာအစိုးရအုပ်ချုပ်တဲ့ကာလလောက်ပဲလူလိုသူလိုနေခဲ့ပျော်ခဲ့ရဘူးတဲ့ဒါပေမဲ့လည်းလူဆိုတာကပျော်စရာတွေကိုဒီလိုပဲရှာကြံဖန်တီးပြီးပျော်တတ်ကြတဲ့တရားဝါတွေဖြစ်တဲ့အပြင် ုပ်ချုပ်သူအစိုးရအဆက်ဆက်ကလည်းပြည်သူတွေကိုနွားချေရကွက်ထဲပြောနေအောင်တချို့အရာတွေဖန်တီးပေးထားတာဆိုတော့ဘလောက်စိတ်ညစ်ပြီးပြက်နေတဲ့ခစ်ဖြစ်ပါစေပြောစရာရှင်စရာတခုကတော့ရှိတတ်ကြတာပဲမဟုတ်လားကျွန်တော်ဆိုအိတ်ဒီဘုံကျွန်တော်ကိုမွေးတဲ့နှစ်ကာလတခုမှာစစ်သက်ရှင်အရေးတော်ဘုံကြီးဖြစ်တယ်လူတွေသေးတယ်တိုင်းပြည်ပျက်စီးတယ်ဒါပေမဲ့ဒီဒုက္ခတွေကျွန်တော်မသိဘူး ကျွန်တော်လူမှန်းသိတဲ့အရွယ်ရောက်တော့အရာအလုံးကပုံမှန်လိုလက်ပတ်နေကြတယ်လို့88အရေးတော်ဝုံဆိုတာလဲတကယ့်နိုင်ငံရေးအတိုင်းအဝိုင်းတစ်ခုကလွှဲရင်တာမန်ပြည်သူတွေအတွက်တော့တမိုင်းပုံမြင်တစ်ခုအနေနဲ့ပဲခက်တိုးတိုးပြောစရာလိုဖြစ်ပြီးကြံခဲ့တာပဲရှိတယ်ကျွန်တော်တို့လည်း88ကဘာကြောင့်ဖြစ်တယ်ဘယ်လိုတွေကြောင့်ဖြစ်တယ်ဒီလိုဖြစ်လာရတာဘာကြောင့်ဆိုတာကိုသေချာမသိတော့ဒီအကြောင်းတွေကိုစကားဆက်မှာ ဘူဒ္ဓအနေနဲ့ကြုံလို့ပြန်ပြောလာတာကိုပဲနားထောင်ခဲ့ရတယ်။ဒီတော့အဲ့ဒီကာလတုန်းကကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့လူတွေရဲ့နာကျင်မှု၊နာကျင်မှုတွေကိုကျွန်တော်နားမလည်ခဲ့ဘူးဗျာ။ကျွန်တော်သိလည်းမသိဘူး။ဒီလိုနဲ့ကြားထဲမှာတချို့နိုင်ငံရေးအခင်းအကျင်းတွေရှိခဲ့လေ။ကျွန်တော်တို့နဲ့အလံဝေတော်နိုင်ငံရေးအကြောင်းကိုကျွန်တော်တကယ်မသိခဲ့ဘူး။အိမ်ကမိသားစုတွေကလည်း ကျွန်တော်တို့ဘက်ကတည်ကျင်လို့ဆက်ဆူရင်တောင်းနင်တို့ကလေးတွေနဲ့မဆိုင်ဘူးဝင်းဝင်းနေဆိုတဲ့စကားနဲ့ကျွန်တော်တို့ကဒီနိုင်ငံကြီးရဲ့အဝေးကို ပိုပြီးရောက်ခဲ့ရတယ်ဒီလိုနဲ့ကျွန်တော်လူမျိုးပေါင်းစဲကျော်သက်အရွယ်ရောက်လာတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာနိုင်ငံကြီးနဲ့ပတ်သက်တဲ့တချို့ကိစ္စတွေကိုမဆိုင်သလိုနေပြီးကိုယ်တော်ကိုစားအပြော်တွေကိုပဲရှာနေမိခဲ့တယ် ကတာတီးတယ်ကောင်မလေးအိမ်ရှိမှာတချင်းသွားဆိုတယ်ကလက်တက်တယ်ကလက်ကိုဒီကလက်နိုင်ကလက်တက်တယ်ဒီစကူသွားရတာကူကကဘာကြီးလို့ထင်ပြီးပြောနေတာပေါ့ဗျာဒါပေမဲ့ပဝင်းကျင်မှာအဲ့ဒီအချိန်တုန်းကနဝတနအဖအစိုးရကိုစန့်ကျင်တော်လှန်မှုတွေကရှိနေပြန်တယ်အနိစက်ဆုံးပြောရရင်လဲတဲ့အရေးခင်73စီအရေးခင်တွေဖြစ်ခဲ့ပြီးပြီ ဒီလိုတွေဖြစ်နေလဲကျွန်တော်တို့ကရေပေါ်စီလုံနေကြတော့ပျော်တော့ကဲတော့နောက်တစ်ချိန်ကျွန်တော်တို့ထံငယ်တဲ့လူငယ်တွေနဲ့တွေ့တဲ့အခါငါတို့ခေတုံးကစောင်းရမ်းပျော်ဖို့ကောင်းတယ်ဆိုတာကြီးကို ပြောပြီးကြွယ်ပြဖို့အတွက်ကျွန်တော်တို့ကမိကုံရန်ကုန်ကဲလို့ကောင်းတော့ငငယ်ရယ်နဲ့လမ်းမတွေလျှောက်ပြီးပျော်ပါနေရတာကိုဘဝကြီးလို့ထင်နေခဲ့တယ် ကိုရန်ကျောင်းသားအရွယ်နဲ့တိမ်ကြီးစစ်တော်ဝိုက်ကဒေးကလပ်တွေမှာကျွန်တော်တို့တွေတွားပြီးပျော်ခဲ့ကြတယ်။တချိန်ကပျော်စရာလို့ထင်နေသမျှအခုပြန်တွေ့ပြီးဒီစာကိုခြာရေးချိန်မှာကိုကိုကိုရှက်မိတယ်ဆိုတာကိုတော့ဝန်ခံပါတယ်။ဒီအကြောင်းတွေကိုအခုလိုရေးပြနေရတာကလည်းပျော်ပါခဲ့တဲ့အချိန်တွေကို ပြန်ပြီးတာယာနေလို့လဲမဟုတ်ပါဘူး။ဒီဘက်ကမှာ အရွယ်နဲ့မမျှတဲ့တာဝန်တွေကိုထမ်းပိုးပြီးစည်ရေးနိုင်ငံရေးမှာထက်ထက်ဝင်ဝင်ပါနေတယ်။ကျွန်တော်ရဲ့ညီလေးညီမတွေနဲ့ရှင်ရင်ကျွန်တော်ရဲ့ဆယ်ကျော်သက်အရွယ်ကတော်တော်လေးညံဖျင်းခဲ့တယ်ဆိုတာကိုရှက်မိလို့ကျွန်တော်ကိုယ်တိုင် စောက်သုံးမကြခဲ့တာကိုပြန်ပြောပြတာပါ။ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်အဖေဦးလေးတွေဘာကြီးတွေအလဲတုံးကလို့ခက်ပြက်ကြီးထဲမှာကိုတကူစာတာယာမှုကိုရှာပြီး ြောခဲ့ဘူးပါတယ်ကျွန်တော်ရဲ့လူငယ်ဘဝကိုပော့ပော့ပါပါနဲ့ရေပေါ်စီလှုပ်ပြီး ဖြတ်တန်းခဲ့ဘူးတယ်ဒါပေမဲ့အခုတော်လန်ရေးကြီးထဲမှာပါဝင်နေကြတဲ့လူငယ်တွေကတော့တကယ့်ကို လေးစားဖို့ကောင်းတယ်သူတို့တွေရဲ့လူငယ်ဘဝကိုကျွန်တော်တို့ခက်တုံးကလို့ရေပေါ်စီလှုပ်ပြီးမဖြတ်တန်းဘူးသူတို့မှာဒီအရွယ်လေးနဲ့အသက်တွေဘဝတွေရင်ပြီးနိုင်ငံအတွက်အလုပ်တွေလုပ်နေကြပြီ။ တေကြရာတခုကတော့တော်လန်ရေးကြီးပြည့်တဲ့တနေ့ဒီလူငယ်တွေနဲ့စကားစမြည်ပြောကြတဲ့အခါကျွန်တော်အနေနဲ့ငါတို့ခေတုံးကတိတ်ပြောဖို့ကောင်းခဲ့တာပဲဆိုတဲ့စကားကို ကျွန်တော်ပြောထွက်မှာမဟုတ်တော့ဘူးဒီလိုပဲတော်လန်ရေးမှာပါဝင်ခဲ့ကြတဲ့ကျွန်တော်ညီလေးညီမတွေဘက်ကလည်းငါတို့ခေတုံးကတိတ်ပြောစရာကောင်းခဲ့တယ်ဆိုတာမျိုးကို နောင်တက်လာမယ့်မျိုးဆက်တွေရှိမှသူတို့ပြောထွက်နိုင်မှာမဟုတ်တော့ဘူးနေ့စဉ်နာကျင်ခဲ့ရတဲ့ သူတို့ရဲ့ဘဝတွေမှာငါတို့ခက်တုံကပြောဖို့ကောင်းခဲ့တယ်ဆိုတာကိုပြောဖို့အတွက်သူတို့စွန့်အာနေမှာအမှန်ပဲသူတို့ဖြတ်တန်းခဲ့ရတဲ့လူငယ်ဘဝကပျော်စရာထက်နာကျင်စရာတွေကပိုများခဲ့တာကိုဒါပေမဲ့ငါတို့ခက်တုံကအာနာရှင်ကိုဘလို့တိုက်ထုတ်ခဲ့တာကွာဆိုတဲ့စကားကိုတော့နောင်လာနောက်သားတွေရှိမှမျက်ရည်အဝဲသားနဲ့ဂုံယူရင်းပြောကြမှာကိုတော့ ျွန်တော်တို့ပြန်နားထောင်ရမှာအသေးချာပဲယခုချိန်ထိအာနာရှင်ကိုပပောင်းဆောင်ကနေတော်လန်ဆန့်ကျင်နေကြတယ်ညီငယ်ညီမငယ်တွေကိုအစဉ်လေးစားလေရဲ့ဆိုင်မန်